အားလုံးမင်္ဂလာပါခင်ဗျာခင်သားလေး YouTube channel နဲ့ခင်သားလေးပေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ live လွှင့်ရတဲ့အကြောင်းရင်းကတော့အဲကျွန်တော်ဒီမကြခင်မှာဖွင့်လှစ်မဲ့ online သင်တန်းနဲ့ပတ်သက်တဲ့အပိုင်းလေးကိုမိတ်ဆွေတို့ကိုရှင်းပြပေးခြင်းလို့ live လွှင့်ရခြင်းဖြစ်ပါတယ်အဲကျွန်တော်စံစာပိုင်းနေပါမယ်အဲပြီးရင်ဒီစံစာရဲ့ကားရဲ့ဝါရင်းရဲ့နောက်ကားပစ်ချက်တွေဖြည့်ရှင်းတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ12လပိုင်း 10ရက်နေ့ပေါ့နော်စနေပိုင်း10ရက်နေ့မှာဖွင့်လှစ်မဲ့တင်တန်းအကြောင်းလေးကိုမိတ်ဆွေတို့ကိုရှင်းပြခြင်းလို့လိုက်လွှင့်ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီတင်တန်းမှာကကားနဲ့ပတ်သက်တဲ့စံစာတွေပေါ့ဗျာအဲ့ဒီအဲဒီကားနဲ့ပတ်သက်တဲ့အရေးကြီးတဲ့စံစာတွေရဲ့အလုံးလုံးပုံတွေအဲနောက်ဒီစံစာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအပြစ်ရှာမလဲသူ့ရဲ့ဝါရင်းမိုင်းတွေကဘယ်လိုပုံစံမျိုးနဲ့အလုံးလုံးလဲတိချက်ကုတ်တွေကဘယ်လိုပုံစံမျိုးနဲ့ထွက်လဲပေါ့ဗျာအဲ့ဒီအပိုင်းတွေပါဝင်မယ် အဲ့ဒီဘိုင်းတွေကိုလည်းဒီသင်တန်းထဲမှာရှင်းပြပေးမှာဖြစ်ပါတယ်ပြီးတော့ဝါရင်းဘိုင်းပေါ့ဝါရင်းဘိုင်းလို့ဆိုတဲ့နေရာမှာကတော့ဝါရင်းဒိုင်ဂရမ်ဖက်နီးကိုအဓိကထားပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဝါရင်းဒိုင်ဂရမ်ကကျွန်တော်ကားစီးရဲ့ဝါရင်းဒိုင်ဂရမ်ကိုကောင်းကောင်းသိထားမယ်ဆိုလို့ရှိရင်ဒီသူ့ရဲ့ပေါ့နော် ဥမာပါဗျာဟွန်းဆိုလို့ရှိရင်လည်းဟွန်းနဲ့ပတ်သက်တဲ့ဝါရင်မိုင်းကိုဘယ်လိုလိုက်လို့ရမလဲပြီးရင်ပန်ကားဆိုလို့ရှိရင်လည်းကူလင်းဖန်ဆိုလို့ရှိရင်လည်းကူလင်းဖန်နဲ့ပတ်သက်တဲ့ဝါရင်မိုင်းဆိုလို့ရှိရင်လည်း diagram ကိုကောင်းကောင်းဖတ်သက်ထားမယ်ဆိုလို့ အင်ဂျင်ပါဗျာဥမာအနေနဲ့ပြစ်ချက်ရှာမဲ့ဘိုင်းနေရှိတယ် EFI ဘိုင်းပဲဖြစ်ဖြစ်မကမိုရီပဲဖြစ်ဖြစ်အစားရှိတဲ့ဖြစ်မော်ဒီဇယ်ပဲဖြစ်ဖြစ်ဓာတ်ဆီပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်အပြစ်ရှာတဲ့အခါမှာဝါရင်းဘိုင်းကိုလိုက်တဲ့အခါမှာ ECU နဲ့ပင်အောက်တွေတိမဲ့ ECU ရဲ့ဝါရင်းနိုင်ငံကိုတိမဲ့ဆိုလို့ရှိရင်ပို့ပြီးတော့လွယ်ကူတယ်အဲ့တော့ကျွန်တော်စန်စာဘိုင်းဆိုလို့ရှိရင်လည်းအဲ့ဒီလိုမျိုးပဲပေါ့ဗျာစန်စာတွေမှာဆိုလို့ရှိရင်နှစ်ပင်နဲ့လားတပင်လဲလား၃ပင်လား၄ပင်လား၅ပင်လား၆ပင်လားအစားရှိကြီးဖြစ်ပေါ့အဲ့တော့သူ့ရဲ့ စံစာတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဝါရင်းဒိုင်ဂရမ်ကိုသိထားမယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီပစ်ချက်တွေကိုလိုက်ရတာပို့ပြီးတော့လွယ်ကူမှာဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်ကဝါရင်းဒိုင်ဂရမ်ဖန်နီးကိုဒီတင်တန်းမှာအသေးစိတ်အဲပြန်ပြီးတော့သင်ပေးမယ်ပေါ့ဗျာเนาะအဲ့တော့ diagram ဖန်နီးတွေပါမယ်ပြီးတော့ကားပြစ်ချက်တွေဖြည့်ရှင်းတဲ့အပိုင်းတွေပါမယ်ကားပြစ်ချက်တွေဖြည့်ရှင်းတဲ့အပိုင်းဆိုတာကတော့ကျွန်တော်တို့ကားပြစ်ချက်တွေอ่ะဗျာပြောမယ်ဆိုရင်တော့ဖြည့်ရှင်းတာကတော့ဟိုတစည်းနဲ့စည်းကတော့တူနိုင်မှာမဟုတ်ဘူးဥမာဗျာ total effect ပေါ့ effort တစ်မျိုးတည်းမှာကိုပြစ်ချက်ပေါင်းကထောင်ထဲချပြီးတော့ရှိနိုင်တယ်။ဒါပေမဲ့အဖြစ်များတဲ့ဟာတွေတော့ရှိတာပေါ့။အဲ့တော့အဖြစ်များတဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတူတွေးကြရတဲ့ပြစ်ချက်တွေကိုလည်းကျွန်တော်ကဒီသင်တန်းမှာထည့်သွင်းပြီးတော့ရှင်းပြပေးမယ်။အဲ့တော့ engine တွေအဲဒီ engine တွေ gear တွေ brake တွေပေါ့ဗျာနော်။အဲပြီးတော့ဒီ suspension တွေ နော်ဒီဥမာရော brace ဆိုလို့ရှိရင်လည်း ABN နဲ့ပတ်သက်တဲ့အပိုင်းတွေပေါ့အဲ့ဒီအပိုင်းတွေမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်ဖြစ်နိုင်တဲ့ကြုံတွေ့ရတဲ့ပြစ်ချက်ကုတ်တွေပါဝင်လာမှာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ကဒီသင်တန်းမှာအဓိကခေါင်းစဉ်၄မျိုးနဲ့ရှင်းပြပြီးမှာဖြစ်ပါတယ်ပရမကတော့စံစာနဲ့ပတ်သက်တဲ့အပိုင်းပေါ့ဥမာစံစာနဲ့ပတ်သက်တဲ့အပိုင်းဆိုရင်ကျွန်တော်အုပ်စုခွဲလို့ရတယ်ပေါ့ဗျာစံစာမှာ position စံစာတွေရှိတယ် temperature စံစာတွေရှိတယ် pressure စံစာတွေရှိတယ်အစရှိတွေဖြစ်ပေါ့ အဲ့ဒီအဲ့ဒီစန်စာတွေနဲ့ပတ်သက်တဲ့အပိုင်းနောက်စန်စာနဲ့ကျွန်တော်ဆိုလိုလိုက်ပေါ့အဲ့ဒါကကျွန်တော်ခေါင်းစဉ်တစ်ခုအနေနဲ့ရှင်းပြပြီးမှဖြစ်တယ်အဲ့တော့ကားမာကစန်စာတွေရှိမယ်ဆိုလိုလိုက်ပေါ့နော် actuator တွေလို့ခေါ်တဲ့ကျွန်တော်ဆိုလိုလိုက်တွေအစားရှိတွေပြင်ပေါ့ဗျာသူတို့မှာမော်တာနဲ့လွတ်တဲ့ဘိုင်းတွေလည်းပါမယ်ပေါ့အဲ့ဒီဘိုင်းတွေကခေါင်းစဉ်တစ်ခုအနေနဲ့ရှိမယ်နောက်ဒုတိယခေါင်းစဉ်ကကျတော့ warning time grand ကိုဘယ်လိုပုံစံမျိုးနဲ့လက်တွေ့မှာအသုံးချလို့ရမလဲပေါ့ဒီအကြောင်းအရာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်တယ်တတိယခေါင်းစဉ်ကကျတော့ diagnosis scan တူကို သုံးပြီးတော့ DDC ကုတ်တွေဖတ်တာတွေပါမယ်အဲပြီးရင်ကျွန်တော်ကုတ်တွေဖတ်ပြီးတော့မှအဲဒီ data တွေပြန်ကြည့်မယ်အဲ့ဒီ data တွေမှာဘာတွေကလွဲနေလဲပြီးသွားရင် attribution တက်တည်နဲ့ attitude တည်လောက်ပြီးတော့မှဖြည့်ရှင်းတဲ့အပိုင်းတွေပါမယ်ပြီးသွားလို့ရှိရင် special function တွေပေါ့ဥမာ EPA calibration တွေနောက် integer ကုတ်တွေရိုက်တာတွေဒါတွေကဘယ်လိုရိုက်လို့ရလဲပေါ့ဒါတွေကို ဒီတင်းနှမ်းမှာထည့်သွင်းပြီးတော့ရှင်းပြပေးမှာဖြစ်တယ်ပေါ့ဗျာနော်ဒါကတော့ဒီနံပါတ်3အနေနဲ့ခေါင်းစဉ်ပေါ့နံပါတ်4ကတော့ကားပစ်ချက်တီနဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့ပစ်ချက်တီအဲကျွန်တော်လောဆယ်ကတော့စုထားတော့ကားအလုံးပေါင်းအစီး30ပေါ့3အဲဒီအမျိုး30လို့ပြောရမှာပေါ့ဗျာနော်အဲ့ဒီ30ကကြုံတွေ့ခဲ့ရတဲ့ပစ်ချက်တီကိုဖြည့်ရှင်းခဲ့တာလေးကိုတော့အသေးစိတ်လေးပေါ့ diagram ဆိုလဲ diagram နဲ့ data ဆိုရင်လဲ data နဲ့ပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်အသေးစိတ်လေးရှင်းပြပေးမှာဖြစ်တယ်အဲ့တော့ ခေါင်းစဉ်ကတော့အလုံးပေါင်း၄ခုနဲ့ကျွန်တော်ရှင်းပြပြီးမှဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့အဲဒီဒီတင်နန်းကပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့ဗီဒီယိုအဲ training ပုံစံမျိုးပေါ့ဗီဒီယို training ဆိုတာကတော့ကျွန်တော်ကအဲဗီဒီယို record လုပ်တယ်ပြီးလို့ရှိရင်သက်ဆိုင်ရာ group တွေမှာတင်ပြီးတယ်ပေါ့အရင်တော့ဆိုတော့ကျွန်တော်တင်နန်း၄ခုဖွင့်ခဲ့တယ်တင်နန်း၄ခုမှာကျွန်တော်အခြေခံတင်နန်းတင်ခဲ့တယ်ပြီးတော့ တစ်ချက်ရှာဖွေခြင်းဆိုပြီးတော့တံတန်းတင်ခဲ့တယ်။နောက်ကား air con နဲ့ပတ်သက်တဲ့အပိုင်းရယ်နောက် EFI wiring ပေါ့နော်။အဲ့ဒါဆိုပြီးတော့ကျွန်တော်၄ခုတင်ခဲ့ပါတယ်။အဲ့ဒီတော့ကလည်းအဲဒီဒိုင်ရိုက်တင်ခဲ့တာလည်းရှိတယ်ပေါ့ဗျာ။အော်ဒါပေမဲ့အခုအဲ့ဒီတံတန်း၄ခုတော့ကျွန်တော်ဒိုင်ရိုက်မတင်တာတော်တော်လေးကြာပါပြီ။အဲ့ဒီတံတန်းကတော့ video class ပုံစံမျိုးနဲ့ပဲရှိတယ်။အခုဒီတံတန်းကတော့ကျွန်တော်အဲဒိုင်ရိုက်တင်မှာဖြစ်တယ်။အဲ video မဟုတ်ဖမ်းနေပေါ့နော်။ ပြီးတော့ zoom application သုံးပြီးတော့မှ data တင်ပြီးမှဖြစ်ပါတယ်เนาะ data တင်ပြီးပြီးတော့အဲ့ဒီမှာအမေးပြေခန်းတွေလည်းပါလာမယ်ပေါ့ဗျာကျွန်တော်တို့သင်ခန်းစာတွေသင်ခန်းစာတစ်ဖြတ်ပြီးသွားတဲ့အခါမှာအမေးစရာရှိတဲ့အပိုင်းတွေပေါ့เนาะဒီကျွန်တော်ဆွေးနွေးစရာရှိတဲ့အပိုင်းတွေကိုဆွေးနွေးလို့ရမယ်ပေါ့အဲ့လိုမျိုး data တင်လို့ဥမာအကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာအလုပ်တွေမပြီးတာပဲဖြစ်ဖြစ်အဲအကြောင်းမျိုးမျိုးကြောင့်မမီလိုက်တာပဲဖြစ်ဖြစ်တကယ်လို့ကိုကသင်ခန်းစာတွေကို မကြုံလိုက်ဘူးဆိုလို့ရှိရင်လည်းပြဿနာမရှိဘူးအဲ့ဒီသင်ကန်းစာတွေအကုန်လုံးကျွန်တော် record လုပ်ထားတယ်ပေါ့နော် record ဖမ်းထားပြီးတော့မှเออตัดสายอ่ะตู้เยเอ่อกรุ๊ปบ่เปียเนาะอะแล้วกรุ๊ปก็တော့ Telegram กรุ๊ปอ่ะ Telegram กรุ๊ปมาจนเปลี่ยนပြီးတော့တင်ပြီးมาဖြစ်ပါတယ်เนาะအဲ့တော့เอ่อတကယ်လို့အကြောင်းမျိုးမျိုးကြောင်းအင်တာနက်မကောင်းလို့ပဲဖြစ်ဖြစ်အလုံးမအားလို့ပဲဖြစ်ဖြစ် တတယောက်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော် group ထဲမှာပြန်ပြီးတော့လေ့လာလို့ရအောင်လို့စီစဉ်ပေးထားပါတယ်ဒါကတော့မမှီလိုက်တဲ့လူတွေအတွက်စီစဉ်ပေးထားတဲ့ပုံစံမျိုးပါပြီးတော့ဘယ်ချိန်မှဖြစ်ဖြစ်လေ့လာလို့ရအောင်ပေါ့နော်ဒါရိုက်ရှင်းပြတယ်ဆိုပေမဲ့လည်းတချို့ရဲ့အပိုင်းတွေညာကြလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့တစ်ခါတစ်ခါပြန်ကြည့်ရမယ့်အပိုင်းတွေလည်းပါလာဆိုတော့ဗီဒီယို record လေးနဲ့တော့ပြန်ပြီးတော့ group ထဲမှာပြန်ပြီးတော့ရှင်းအောင်မယ်ဒါပေမဲ့ video ကအတူအနေနဲ့တော့ရှိမှာမဟုတ်ဘူး အဲတင်ကန်းစာတရက်ချင်းစီပေါ့ဥမာတရက်ကိုတနာရီဆိုရင်အဲ့တနာအဲဒီတနာရီစာဗီဒီယိုထဲမှာအကုန်လုံးတော့ပါနေမှာပေါ့ဗျာနော်ဒီလိုပုံစံမျိုးပါအဲ့တော့ခေါင်းစဉ်ခွဲ၄ခုနဲ့ကျွန်တော်ဒီတင်ကန်းကိုတင်ပြီးมาဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖုန်းထဲမှာ Zoom ဆိုတဲ့ application တစ်ခုကိုထည့်ထားရုံနဲ့ပဲတင်တန်းကိုတက်ရောက်လို့ရပါတယ်တင်တန်းကတော့မနက်ဖြန်စမှာဗျ10ရက်နေ့ပေါ့နော်10ဒီ12လပိုင်း10ရက်နေ့ဒီ2025 12လပိုင်း10ရက်နေ့မှာအဲကျွန်တော်ည9:00နာရီကနေ8:00နာရီထိပေါ့ဗျာနော် ညစဉ်9:00နာရီရနေပြီးတော့7:00နာရီထိကျွန်တော်တင်မယ်တကယ်လို့အဲဒီအကြောင်းမျိုးကြောင့်ပေါ့မိကုံးမိတာများသွားတာပဲဖြစ်ဖြစ်သင်ရင်းထဲမှာတချို့အပိုင်းလေးတွေကရှင်းပြတဲ့ဟာများသွားတာပဲဖြစ်ဖြစ်7:00နာရီကျော်ရင်လည်းကျော်ကောင်းကျော်နိုင်ပါတယ်အဲဒီပုံမှန်တော့သင်တန်းတော့ည9:00နာရီကနေ7:00နာရီထိတော့သတ်မှတ်ပေးထားပါတယ်တချို့ကျတော့လည်းည9:00နာရီကတက်လို့အဆင်မပြေတာကြီးတော့ရှိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်အကြောင်းမျိုးကြောင့်9:00နာရီကနေ7:00နာရီကြာတော့စီစဉ်လိုက်ရပါတယ်ဟိုရင်တော့သင်တန်းကတော့ကျွန်တော် 8နိုင်နောက်ပိုင်းမှာတင်ပေမဲ့ဒီတင်နှန်းမှာတော့ကျွန်တော်9နိုင်ရနေ8နိုင်ကိုစီစဉ်ထားပါတယ်မမှီဘူးဆိုလို့ရှိရင်လည်း record video တွေတော့ပြန်ပြီးတော့ကြည့်လို့ရပါတယ်เนาะအဲ့တော့အဲ့ဒီမှာအဲကျွန်တော်ဒီသင်ခန်းစာတွေကပေါ့ဗျာအဲကြမ်းမြင်ကျွန်တော်မိနစ်40 45မိနစ်လောက်သင်မယ်ပြီးတော့လို့ရှိရင်အမေးဖြေခန္ဓာတွေပါလာမယ်အမေးဖြေခန္ဓာကတော့အဲကျွန်တော်ပြောသလိုပဲပေါ့ဗျာနည်းနည်းတီထက်ပို့ပြီးတော့လဲ အချိန်ကြာကောင်းလဲကြာသွားနိုင်ပါတယ်เนาะဒါလေးတော့ကျွန်တော်ထည့်သိပြီးတော့ပြောတာပါဒါကြောင့်ပုံမှန်တော့9နာရီကနေ10နာရီဆိုပေမဲ့လည်း10နာရီထက်တော့ကြော်ကောင်းကြော်သွားနိုင်ပါတယ်အဲ့တော့ zone software လေးထည့်ထားတယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ဒီနေရာမှာအဲ့ဒါကျွန်တော်ဟိုပေါ့เนาะဒီတခုလေးပြောချင်တာရှိပါတယ်အဲ့ဒါကတော့အခွင့်အရေးအနေနဲ့ပေါ့เนาะကျွန်တော်အရင်တော့ကသင်တန်းဖွင့်ခဲ့တဲ့၄ခုရှိတယ်အခြေခံရဲ့ပြည့်ချက်ချဖွေခြင်းအတန်းရဲ့အဲကွန်းရဲ့ပြီးရင် ျွန်တော် EFI wiring ရဲ့ဆိုပြီးတော့တင်နန်း၄ခုရှိပါတယ်အဲ့ဒီတင်နန်း၄ခုလုံးကိုတက်ရောက်ထားတဲ့တင်နန်းသားကတော့ဒီတင်နန်းကိုအခမဲ့တက်ရောက်လေးလာခွင့်ရမှာဖြစ်ပါတယ်เนาะကျွန်တော်အရင်တော့ကတက်ရောက်ခဲ့တဲ့တင်နန်းသားအဟောင်းนี่လေဒီတင်နန်းမှာပြန်ပြီးတော့ join မဲ့မိတ်ဆွေတွေရှိပါတယ်เนาะတင်နန်းသားတွေရှိပါတယ်အဲဒါကြောင့်ပေါ့เนาะအဲ့ဒီတင်နန်း၄ခုလုံးကိုတက်ရောက်ထားတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့အဲကျွန်တော်ဒီတင်နန်းမှာအခမဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်အဲ့တော့တင်နန်းကတော့၁၀ရက်နေ့ပေါ့เนาะဒီ၁၂လပိုင်း၂၀၂၅၁၂လပိုင်း၁၀ရက်နေ့ကနေ 23ရက်နေ့ထိပါနော်23ရက်နေ့ထိကျွန်တော်ဒီတနန်းကိုတင်ပါပါညစဉ်9နာရီရနေပြီးတော့7နာရီထိပါဒါပေမဲ့ကျွန်တော်စနေနေ့ညတွေကတော့အာမိတ်ဆွေတို့လည်းအားကျမအားမှာပါနော်စနေညတွေဆိုလို့ရှိရင်တော့ယောက်ျားလေးတော်တော်များဘလုံးဝဲကြည့်ကြတဲ့အခါကျတော့အဲကျွန်တော်တို့ဒီစနေညတွေတော့ပိတ်ပြီးတယ်ဂျန်နေရက်တွေကတော့တနင်္လာနေ့တောက်ကြတော့ကျွန်တော်ပုံမှန်တင်သွားမှာဖြစ်တယ်ပေါ့ဗျာနော်အဲ့မှာ အဲတင်နန်းကြီးကဘယ်လောက်လဲဆိုတော့တင်နန်းကြီးက8000ခွဲကျပ်ဖြစ်ပါတယ်အဲ့တော့တင်နန်းကြီးသွင်းပြီးတော့မနက်ဖြန်9:00နာရီကနေပြီးတော့အဲကျွန်တော်တို့ဒီ8:00နာရီအဲဂျာမာတယောက်လီလာလို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိမှာကတော့ကျွန်တော်တင်နန်းသားကတော့ကန့်သက်ထားတယ်ဗျကန့်သက်ထားတယ်ဆိုတော့ကျွန်တော်လည်းအဲတင်နန်းသားတအားများသွားလို့ရှိရင်အဲမေးလာတဲ့မိခွန်းနေကြလို့ရှိရင်ကျွန်တော်အများကြီးဖြေနိုင်မှာမဟုတ်ဘူးပေါ့နော်အချိန်ကလည်းဟို တခြားတင်နန်းသားကြီးလည်းအာနာရနေရတယ်ဆိုတော့ကျွန်တော်တင်နန်းသားကတော့လောလောဆယ်ကတော့ကျွန်တော်30ပဲသတ်မှတ်ထားပါတယ်အဲ့ဒါတင်နန်းသားအဟောင်းရောတက်ထက်တက်မဲ့အသိပေါ်မှာအလုံးပေါင်း30ပဲကျွန်တော်သတ်မှတ်ထားပါတယ်လောလောဆယ်ကတော့အဲမပြည့်သေးပါဘူးเนาะကျွန်တော်တက်ဒီဒီတင်နန်းမှာတက်ရောက်လေ့လာလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီတင်နန်းမှာအဓိကတော့ခေါင်းစဉ်၄မျိုးနဲ့တင်ပြီးမှဖြစ်တယ်စံစာတွေစံစာတွေနဲ့ဆလိုနိုင်ပိုင်းက ခေါင်းကျင်းတစ်ခုရဲ့ supply မှာ actuator တွေပဲပါမယ်ပေါ့နော်အဲ actuator ဘိုင်းတွေပေါ့နော်အဲ့ဒါတွေပါပါမယ်နောက်နံပါတ်2ကတော့ warning diagram ဘိုင်းနံပါတ်3ကကြတော့အဲဒီ DDC code တွေအဲဒီအဓိကတော့ diagnosis scan တို့လုံးကိုဘယ်လိုမျိုးအော်သုံးရလဲပေါ့ဗျာနော်အဲ့ဒီအပိုင်းကိုအဓိကရှင်းပြပေးမှာပါ live data တွေအသေးစိတ်ဖန်တီးတွေပါလာမယ်ပေါ့နော်နံနံပါတ်၄ကတော့အဲဒီကားပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းခဲ့တဲ့အဲကားတွေပေါ့ဗျာနော်အဲအဲ့ဒီအပိုင်းကိုကျွန်တော်အသေးစိတ်လေး ဒီရှင်းပြပြီးมาဖြစ်တယ်။နော်လို့စေတော့ကျွန်တော်ယူထားတော့ကားအလုံးပေါင်းအစီး30ပေါ့နော်အစီး30တော့ကျွန်တော်ယူထားတယ်။အဲ့ထက်လည်းပုံရင်ပုံမယ်ပေါ့30ထက်တော့မနည်းဘူးဗျ။အဲကျွန်တော်တို့တော်တော်များများကြုံခဲ့ရတဲ့ပြစ်ချက်တွေပေါ့ဗျာနော်။အဲ့ဒါတွေကိုကျွန်တော်ရှင်းပြပြီးมาဖြစ်ပါတယ်နော်။ဒါကတော့လက်ပြန်တင်မဲ့သင်တန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုကြော်ညာ live လေးပေါ့ဗျာနော်။ကျွန်တော် live မလွှင့်နိုင်တော့ကြာပြီဗျ။အာ live ကအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်။ကျွန်တော် live မလွှင့်ပြစ်ခဲ့ဘူး။အဲနောက်ပိုင်းတော့ကျွန်တော် live ပြန်လွှင့်နိုင်အောင်တော့ လောလောဆယ်တော့ကြိုးစားနေပါတယ်အကြောင်းမျိုးမျိုးကြောင့်တော့ဟိုလိုင်းမလွင်ခဲ့ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုတွေကတော့နေ့စဉ်တင်ပေးနိုင်အောင်လုပ်ပေးနေပါတယ်ကျွန်တော်နေ့စဉ်ဗီဒီယိုတစ်ပုဒ်တစ်ပုဒ်ကတော့ပုံမှန်တင်ပေးနေတယ်ဗောနော်ဟိုဂျားထဲမှာရက်ကတော့ကျွန်တော်ပြတ်တော့ပြတ်သွားတယ်ဗျာနှစ်ရက်လားသုံးရက်လားမသိဘူးကျွန်တော်ဘလို့မှတင်လို့မရလို့ဗောနော်ဗီဒီယိုလုံးဝတင်လို့မရခဲ့လို့ပြတ်သွားလို့တော့ရှိပါတယ်အဲ့အတွက်လည်းတောင်းပန်ပါတယ်နော်အဲ့ဒါကတော့ကျွန်တော်အဲဆန်စာဝါရင်ပြစ်ချက်ဖြေရှင်းခြင်းနဲ့ပတ်သက်တဲ့အဲသင်တန်းလေးကိုကြော်ညာပြတာဖြစ်ပါတယ်เนาะ တော့ဒီတချို့ကြတော့ဗျာအာတင်နန်းတက်မှပဲမေးလို့ရတာလားဗောနော်အဲတချို့ကြောက်လဲဖုန်းဆက်ဖို့အတွက်ဆိုလို့ရှိရင်ဒီခါကျရင်ဖုန်းဆက်ရင်းနဲ့ဗောနော်ကျွန်တော်တို့ဘယ်တင်နန်းမှာတက်ထားပါတယ်ရပါတယ်ပြဿနာမရှိပါဘောနော်ကျွန်တော်တို့ကတင်နန်းတက်သည်ဖြစ်စီမတက်သည်ဖြစ်စီဟိုကျွန်တော်ဒီလောက်ကတော့ကျွန်တော် ရှင်းပြပေးပါတယ်ဟိုမိတ်ဆွေတော်တော်များလဲကျွန်တော်ဖုန်းဆက်တဲ့အခါမှာကျွန်တော်တက်နိုင်မလားဘယ်ဘိုင်းမဲ့ဖြစ်ဖြစ်ကျွန်တော်ရှင်းပြပေးပါတယ်เนาะကျွန်တော်ဖုန်းနံပါတ်ကို အဲကျွန်တော် Facebook ပေးမှာလည်းတင်ထားပါတယ်အဲဒီဒီတချို့ဟိုဘောနော်ပို့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းနံပါတ်တင်ထားတယ်နောက်တင်တန်းကြော်ညာမှာဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းနံပါတ်ရှိပါတယ်ဗျအဲ့မှာတင်ထားပေးပါရနော်ဟုတ်ကျေးဇူးပါခင်ဗျဒါဆိုရင်ကျွန်တော်ဒီ లై မှာမှတ်ထားတဲ့ comment တွေပြန်ပြီးပါမယ်နော် YouTube channel မှာမှတ်ထားတဲ့ comment အရင်ပြန်ပြီးပါမယ်ခင်ဗျ lucky baby h713 မင်္ဂလာပါဗျအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဘိုးလွင်တင်တယ်နော်ကိုဘိုးလွင်မင်္ဂလာပါဗျအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ ဦးအောင်ကိုထေးထင်တယ်နော်မင်္ဂလာပါဗျမတွေ့တာကြာပြီတဲ့ဟုတ်တယ်ဗျမတွေ့တာတော်တော်လေးကြာပြီဗျဟုတ်ကဲ့ကျေးဇူးပါခင်ဗျ GDR ADRE မင်္ဂလာပါဗျအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအာကိုဖိုးပြေးမင်္ဂလာပါဗျအပိဓာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအောင်မျိုးသိမ့်မင်္ဂလာပါခင်ဗျအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကိုရဲမင်းသက်မင်္ဂလာပါဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ wine 4896မင်္ဂလာပါဗျာကာဘစရီလဲပြီးနောက်ဒိုင်ခွက်ဒိုင်ခွက်မီးလင်းနေစီကကာကီလိုလုံးမလုပ်တော့ဘူးရတယ်ဘာဆက်ရမလဲတဲ့အာဘက်ထရီလဲရင်းနဲ့မီးခတ်သွားလားမသိဘူးဗျာမီးခတ်သွားတယ်ဆိုလို့ရှိရင်တော့အာဟိုဟာပေါ့နော်တချို့တစ်ခါကျရင်ဖြူဒီပိုင်းပြတ်သွားတာဖြစ်နိုင်ပါတယ်ဖြူဒီပိုင်းတစ်ချက်စစ်ကြည့်ပေးပါဗျာဘာကားလဲတော့မသိဘူးเนาะအဓိကတော့ဖြူပြတ်သွားတာဖြစ်ဖို့များပါတယ်ခင်ဗျာဟုတ် GDE ရ ADI ဆရာ Zoom မဖွင့်တတ်ဘူးတဲ့ဟုတ်ကဲ့အဲ Zoom အကောင့်ကကြတော့လေဟိုဟာကျွန်တော်တို့ဟို Play Store ပေါ့နော် Android ဖုန်းတွေဆိုလို့ရှိရင် Play Store ထဲကနေပြီးတော့ download ဆွဲပြီးတော့အဟိုဟာလုတ်ထိုင်ရတယ်ဗျ download ဆွဲပြီး install လုပ်ထားပါတော့ပြီးသွားလို့ရှိရင် Gmail account တစ်ခုနဲ့ဝင်လာမယ်ဆိုလို့ရှိရင်ရပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါခင်ဗျကိုရဲမင်းတက်မင်္ဂလာပါဗျ AD Vanual AD Noali Kia Pau နောက် နောက်ဆုံးဘာနင်းဆုံးရတယ်စီထဲရင်အဆင်ပြေလားကားစီအော်ဟုတ်ပြေးပါတယ်ဗျအော် तू ကစီရီတွေကတော့မျိုးစုံရှိတယ်ဗျချို့စီရီတွေကအာကီလို100ပေါ့နော်မိုင်နေနေဆိုရင်50 60ပေါ့60ပေါ့ဗျာနော်အဲ့တော့မိုင်60လောက်မောင်းရတယ်အဲ तू ကအော်တိုစီတဲကိုအဲ့ဒီစီထည့်ထည့်ပြီးလို့ရှိရင်ကီလို100လောက်ပေါ့ဗျာမောင်းမောင်းပြီးသွားလို့ရှိရင်အကုန်ဖောက်ချဖောက်ချပြီးတော့အော်တိုစီပြန်ထည့်ပေါ့နော်အဲ့ဒါဆိုရင်ပြန်ကောင်းသွားတဲ့စီတွေလည်းရှိပါတယ်ဗျာအဲ့ဒါကတော့လောလောဆယ်သုံးကြည့်တာတော့အဆင်ပြေပါတယ်ခင်ဗျဟုတ်ကဲ့ ျေးဇူးပါခင်ဗျကိုတန်းခိုင်ထင်တယ်နော်မင်္ဂလာပါဗျအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုပူပူမင်္ဂလာပါဗျတနန်းတဖို့ဖုံးမှာပါဆိုဝဲထည့်ရမလဲဟုတ် zoom ပါခင်ဗျ z o o m zoom ပေါ့နော်ကျွန်တော်ဟိုဟိုပေါ့နော်ဒီတနန်းကြော်ညာမှာကျွန်တော်နာမည်လေးတည်းထည့်ထားပါတယ်နော် zoom ဆိုတဲ့ z o o m zoom ဆိုတဲ့အဲ software လေးပါခင်ဗျအဲ့ဒါလေးထည့်ထားရင်အဆင်ပြေပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါခင်ဗျ ဥကိုဥအောင်ကိုထေးချင်နော်မင်္ဂလာပါဗျရန်ကုန်ကိုဘယ်တော့လောက်တက်လာပြန်လာမလဲဆရာတယ်ကျွန်တော်လောလောဆယ်ဒဝေရောက်နေတာဗျဟုတ်ဒဝေဆိုတော့ဒဝေမှာကျွန်တော်2လ3လလောက်တော့ကြာအောင်မယ်ခင်ဗျာအဲ့ဒါပြီးသွားရင်အဲဘိတ်ဘက်ရောက်မယ်ဗောနော်ဘိတ်ဘက်ပြီးသွားတော့မှမော်လမြိုင်ခင်ဗျာရန်ကုန်ကလည်းနည်းကြာအောင်မယ်ထင်ပါတယ်ခင်ဗျာဟုတ်နောက်နှစ်ထဲတော့ရောက်တော့ရောက်မယ်ဗျဒါပေမဲ့နည်းတော့ကြာအောင်မယ်ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဟုတ်ကဲ့ဒါဆိုရင် Facebook မှာမှတ်ထားတဲ့ comment ကြီးပြန်ပြီးပါမယ်နော် ိုဇော်ဇော်အောင်မင်္ဂလာပါဗျ။ဒီနေ့တက်ချင်ပါလေဆရာတဲ့ဘလို့ဆက်သွေးရမလဲတဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်အဲကျွန်တော်ဒီဒီ Facebook ပြီးခဲ့ message box ကိုခုနတော့စာပို့ထားတော့တွေ့တယ်ဗျဟုတ်ကဲ့ကျွန်တော်ပြီးရင်ပြန်ပြီးပါမယ်နော်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာခီပူတင်နော်တန်းနန်းကြီးဘလောက်လဲဆရာတဲ့ဝါရင်းတီးတန်းရှိတာအဲဝါရင်းမိုင်းတီးတန်းတော့မဟုတ်ဘူးဗျကျွန်တော်ဟိုဒီညမှာလေးနားလည်မှုလဲလွဲမှာဆိုလို့ပေါ့နော်ကျွန်တော်ဝါရင်းမိုင်းကကြာတော့ diagram ဖဏီးကိုပဲအဓိကတင်มาဖြစ်တယ်ပေါ့နော် diagram ဖဏီးကိုအသေးစိတ် ရှင်းပြပေးမယ်ဗနိုင်းမှာရှိတယ်ပေါ့နော်အဲ့ဗနိုင်းမှာပါကျွန်တော်သေချာလေးသူရဲ့ဟိုကျူလိုင်းကြီးဘယ်လိုသွားရလဲသွားလဲဆိုတော့ဟာကျွန်တော်အသေးစိတ်ရှင်းပြပေးမယ် diagram မိုင်းကိုပဲအဓိကသင်ပါပေါ့နော်ဟိုအဲ့ဒီမှာဒီတင်တန်းမှာလည်း diagram ဖန်နီးကိုကျွန်တော်ထည့်တင်ထားတယ်ပြည့်ချက်ရှာဖွေခြင်းအတန်းမှာလည်း diagram ဖန်နီးကိုကျွန်တော်အသေးစိတ်ထည့်တင်ထားပါတယ်ခင်ဗျဟုတ်ကဲ့တင်တန်းကြီးကတော့ဒီတင်တန်းကတော့8000ကျွဲ့ချက်ပါခင်ဗျဟုတ်ကျေးဇူးပါခင်ဗျဦးအောင်လွေမင်္ဂလာပါဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ ကိုသိန်းချုံးမင်္ဂလာပါဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုရဲကိုရဲမင်းသက်မင်္ဂလာပါဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ကိုဘူဘူမင်္ဂလာပါဗျာဆရာတီတပတ်တင်နန်းမမီလို့နောက်တစ်ပတ်မှတမယ်ဆရာရဲဟုတ်ကဲ့ပါခင်ဗျာဟုတ်အပိဓာအတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ဒါတော့ဒီနေ့ live မှာတော့ကျွန်တော်တခြားနေပညာရှင်တော့မလုပ်ဖြစ်လိုက်ဘူးပေါ့နော်ကျွန်တော်ဒီအဲအဓိကတော့ကျွန်တော်တို့တင်နန်းပေါ့နော် online training နဲ့ပတ်သက်ပြီးကျွန်တော်မတင်တာလေ။ဒါရိုက်မတင်တာလေဆိုတော့ကြာနေပြီဗျ။ပြီးခဲ့တဲ့ အဲကျွန်တော်မမေရဆိုရင်ပြီးခဲ့တဲ့နှစ်လားမသိဘူးပြီးခဲ့တဲ့နှစ်17လပိုင်း17လပိုင်းပဝင်ကျလောင်းပါလားမသိကျွန်တော်တခါအဲဓာတ်ရိုက်တင်တယ်အဲ့နောက်ပိုင်းကအဲဗီဒီယိုကလပ်နဲ့ပဲပေါ့နော်ကျွန်တော်တင်ပြီးပြစ်တယ်အခုဒါပြန်ပြီးတော့အဲဟိုပါပေါ့နော်ဓာတ်ရိုက်တင်တဲ့ပုံစံမျိုးပါခင်ဗျာမမတင်ပြစ်တာလည်းတနေ့ကြာနေပြီဆိုတော့ကျွန်တော်ပြန်ပြီးတော့တင်ပြစ်တာပါခင်ဗျာဟုတ်ကဲ့တက်ရောက်တဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကိုကျော်ကျော်ခိုင်မင်္ဂလာပါဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကိုစံထူးမင်္ဂလာပါဗျာအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုပိုပိုနောက်တစ်ပတ်စမယ့်ရက်ကိုပြောပြအောင်စီရတယ်အဲနောက်တစ်ပတ်စမယ့်ရက်ကတော့နည်းနည်းကြာအောင်မယ်ထင်တယ်ဗျရှင်းလာတဲ့မှာမှအစာပြစ်မယ်ထင်တယ်ရှင်းလာတဲ့တော့မှပဲပြန်စာပြစ်မယ်ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ပြန်စာပြစ်တဲ့ချိန်ကျရင်ကျွန်တော်ဒီမှာပြန်ပြီးတော့အဲကြီးညာပြီးပါမယ်နော်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုတော့ဒီ live ကိုလောင်းနေပဲကျွန်တော်ဝင်ပြပါခင်ဗျာအဒီနေ့ live ကိုဆောက်မြည်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ Facebook page မှာရော YouTube channel မှာရောအားပေးတဲ့တယောက်ချင်းကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ โอเค comment လေးတခုတက်လာလို့ကိုချူချူမင်္ဂလာပါဗျဆရာဗီဒီယိုအမြဲကြည့်ဖြစ်ပါတယ်တဲ့ဟုတ်ကဲ့အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်ရဲ့ channel မှာတော့ Facebook page မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းညီငယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့ live ကိုဒီလောက်နဲ့ပဲကျွန်တော်ဝင်ပြပါ comment မှတ်မိကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ